ရိုင်ဒါစ်ကဒီနှစ်နွေရာဒီမှာမန်စီးတီးကိုရောက်တာလားဟုတ်လားတကယ်ကြီးလားကျွန်တော်ထင်နေတာကရိုင်ဒါစ်ကကျွန်တော်မန်စီးတင်းမှာနှစ်တည်အကြာကြီးကစားကြတဲ့ကောင်မှတ်နေတာကျွန်တော်ညကပထမအဆုံးလိုင်းနဲ့ထွက်လာတော့ကြည့်လိုက်တော့ရိုင်ဒါစ်က411ဆိုတဲ့ကစားကွက်မှာ ူကမန်စရီတင်းရဲ့အရေးကြီးဆုံးဖြစ်တဲ့ defensive midfielder မှာနေရာမှာကစားရမယ်။အဲ့နေရာကျွန်တော်တို့မန်စရီတင်းရဲ့အရေးကြီးဆုံးနေရာကျွန်တော်နည်းနည်းတန်တရားဝင်သွားတယ်။ Rinders ကစားလာက AC Milan မှာကအမြဲတမ်း devil pivot အနေနဲ့ကစားတာများတယ်။ဘယ်တော့မှသူတယောက်တည်းဒီ defensive midfielder မှာမကစားခဲ့ရဘူး။အဲ့တော့ကျွန်တော်တန်တရားဝင်သွားတယ်။ဖြစ်ပါမလားပေါ့ရိုဒရီယိုဘာလို့မထည့်တာလဲပေါ့ဒါပေမဲ့ပွဲလဲစရော ကျွန်တော်တန်တရားဝင်ခဲ့တာမှားသွားကြောင်းကျွန်တော်တိလိုက်ရတယ်။ဆရာဓမ္မတော်တော်ကြီးကိုကောင်းတာတကယ်ကိုကောင်းတာမန်စီးတင်းမှာကဒီ defensive midfielder နေရာအရန်အရေးကြီးဆုံးပဲဘာလို့လဲဆိုတော့ Guardiola ရဲ့နေစနစ်အရာဂူရမားနေပြီးတော့စတယ်ဂူရမားနေစပြီးမှတိုက်စစ်ဆင်တာအဲ့တော့ဘယ်လိုဆင်လဲဆိုတော့ဂူရမားနေမှနောက်တန်းကိုပေးမယ်နောက်တန်းနေမှကွင်းလေကိုပေးမယ်ကွင်းလေကနေမှဒီရှေ့တန်းတွေကိုပေးလိုက်မယ် ဒါဂွာရီယူလာရဲ့ကစားကွက်ပဲအဲ့တော့ရှေ့တန်းနေမှာတိုက်စစ်ဆင်တဲ့အချိန်မှာတစ်ဖက်ကခန်းစစ်ကပိတ်ထားတော့ရှေ့ကိုဆက်တိုးလို့မရတော့ဘူးအဲ့ဒါဆိုရင်ဘာပြန်လုပ်လဲကွင်းလေကိုပြန်ပေးရမယ်ကွင်းလေဆိုတာဒီ defensive midfield ကိုပြန်ပေးရမယ်ပြီးတော့မှနောက်တစ်ခါထပ်ပြန်ပြီးတော့တိုက်စစ်ဆင်မယ်ဒါကကျွန်တော်တို့ဂွာရီယူလာကစားတဲ့ပုံစံပဲအဲ့တော့ defensive midfielder နေရာအရန်အရေးကြီးတယ်အရင်ရေးကြည့်ရဲဆိုတာကိုဘယ်မှာတက်တည်ပြတာလဲပြီးခဲ့တဲ့ယာရီမှာမန်စီးတင်းမှာရိုဒရီမရှိတော့ ကျွန်တော်တို့မန်စီတင်ဘလောက်တောင်တက်ပြတ်သွားလဲဆိုတာအလုံးမြင်ပြီးသားပဲအဲ့တော့မန်စီတင်ကအဲ့နေရာကိုအရန်ရေးကြီးမှန်တိတာကိုဘာဖြစ်လို့ Guardiola ဒီ Reinders ကိုထားခဲ့လဲဆိုတာသူကမြင်တာဟုတ်ဗျလေ့ကျင့်ခွင့်မှာမြင်တာကျွန်တော်ကမမြင်ဘူးသူကလေ့ကျင့်ခွင့်မှာမြင်တော့သူကဒီ midfielder ဒီ defensive midfield မှာထားတယ်ကျွန်တော်ကမမြင်တော့တန်တရားရှိတယ်အဲ့တော့ပွဲတဲ့ရောက်တော့မှဆရာသမားကောင်းကောင်းကြီးကိုပဲအကွက်တွေပြတော့တာပဲဗျာလို့တော်တော်ကြီးကိုကောင်းနေဗျာလို့เนาะအဲ့တော့ လုံးဝပေါ့နော်ဒါသူကစားတဲ့နေရာကရှင်းတယ်ဘောလုံးဖြန့်ဝေပေးမယ်ပြီးရင်တစ်ဖက်ပြိုင်ဘက်တိုက်စစ်ကိုဟန်တားမယ်ဒါပဲအဲ့တော့ပြိုင်ဘက်တိုက်စစ်ကိုဟန်တားတာကကျွန်တော်အများကြီးတော့ပြောစရာမရှိဘူးဒါဟိုအမြဲတမ်းလောက်ရမယ့်အလုပ်ပဲဗျာဒါ defensive midfielder တွေလောက်ရမယ့်အလုပ်ပဲဒါပေမဲ့ဘောလုံးဖြန့်ဝင်မှုပိုင်းမှာတော့တော်တော်ကြီးကိုပြောရမယ်ဗျာဘာလို့လဲဆိုတော့ Guardiola ရဲ့ဒီအသင်းမှာရိုးရိုးပေးတဲ့ယုံလေးနဲ့ဒါ Guardiola ရဲ့ကွင်းလှည့်ကစားသမားဖြစ်လို့မရဘူးဗျာ ဘောလုံးလေးပြေးတယ်ပြန်လက်ခံတယ်ဘောလုံးလေးပြေးတယ်ပြန်လက်ခံတယ်အလောက်ကလေးနေရတော့ခမည်းဂွာရီလာရဲ့လက်အောင်မှာကစားဖို့မစင်စားနဲ့ဂွာရီလာရဲ့လက်အောင်မှာခမည်းနေရမရဘူးရလာရောက်လာခဲ့ရင်လည်းခမည်းရိုးပြောင်းဆော့ဖို့တာပြင်ထားဘာလို့လဲဆိုတော့ဂွာရီလာအကြောင်းကိုပြောရမယ်ဆိုဂွာရီလာရဲ့ကွင်းလယ်တွေကဘယ်တော့မှပတ်စင်မှာနိုင်ခဲ့တဲ့လူတယောက်မှမပေါင်းဘာစီလိုနာအချိန်တုန်းကကြည့်မလားဇာဗီလုံးဝပတ်စင်မာစတာလို့တောင်ပြောလို့ရတယ်ဘိုင်ယန်မြူးနစ်ရောက်တယ်တိုနီခရုစ်ဖီလစ်လန် ဆောက်ရမ်းပစင်ကောင်းတဲ့ကောင်းနေ။အော်အဲ့ဒါနဲ့ Man City ရောက်တယ်။ Rodri ရှိမယ်ဗျာ။ Kevin De Bruyne ရှိမယ်ဗျာ။အဲ့တော့ကျွန်တော်ပြောခဲ့တယ်လို့ပဲ Guardiola ရဲ့ဒီကစားကွက်မှာပစင်ကအဓိကပဲ။ဘောလုံးခင်ဗျာပေးတဲ့ယုံလောက်ကလေးနဲ့တော့ခင်ဗျာ Guardiola အောက်မှာတော့ကစားဖို့မဖြစ်နိုင်ဘူး။အဲ့ဒါကြောင့်ပဲကျွန်တော်တို့ Man City ကိုရောက်လာတဲ့တချို့ကစားသမားတွေ Rodri ပြောင်းဆိုရတာ။အခု Nunes ကျွန်တော် Man City မှာရှိတယ်ဗျာ Nunes Nunes ဆိုလို့ရှိရင်လည်း ရူးပြောင်းကစားခဲ့ရတယ်။ဘာလို့လဲဆိုတော့ဒီကောင်ပေါ်လုံးပေးပို့တာကွာရီယိုလာစိတ်ကြိုက်မဟုတ်။ပြီးရင်ဖေဗီယန်ဒက်ဆိုတာမှတ်မိလာတော့မတူကျွန်တော်တို့ကွင်းလေကစားရမအတွက်ဆိုပြီးခေါ်လိုက်တာ။ဒါပေမဲ့နောက်ခံလူနေနဲ့ပဲကစားခဲ့ရတယ်။အဲ့တော့ရူးပြောင်းဆော့ပို့တာပြင်ထားဗျ။အစ်မပြေဘူးဟုတ်တယ်မလား။အဲ့တော့အခုရောက်လာတဲ့ Rinders ကလုံးဝကိုကောင်းတာဗျ။ပတ်စင်ညအဆိုလို့ရှိရင်ကျွန်တော်တို့ Man City အတင်းရဲ့တိုက်စစ်အတက်ဝင်နေတာက Rinders ရဲ့ဒါပတ်စင်နေကြောင်းလို့ပြောလို့ရရဗျာ။ line breaking passing line break uh, line breaking passing လို့ပဲခေါ်မလား or line breaking pass ပေါ့နော် sorry line breaking pass လို့ပဲခေါ်မလားအဓိကပေးတာကျွန်တော်တို့အကွက်မြင်တတ်ဖို့လိုတယ်ဗျာအဲ့တော့အကွက်မြင်တတ်ဖို့လိုတဲ့အပြင်မှာပေးပို့မှုကလည်းမှန်ကန်မှရမှာဗျာဒီကစားသမားဒီနေရာမှာလွတ်နေတာကိုမြင်နေပေးတာနည်းနည်းလေးအနှဲငယ်လွဲချွန်မှုရှိသွားတယ်ဆိုရင်ပြီးကြတယ်တိုင်ပတ်တင်းကရသွားပြီးတော့ကောင်တာပေါက်တော့အဲ့တော့ဂိုးပေးရနိုင်တယ်ဗျာရမ်းပြီးလို့မရဘူး ေးတဲ့ဘောလုံးကတိကျမှုရှိရမယ်အကွက်လဲမြင်တတ်တယ် Rinders ပေးတဲ့အလုံးကတော်တော်ကိုမိုက်တာဗျာဒါ Savinho ထိုးပေးလိုက်တဲ့အလုံးမျိုးတို့ပြီးရင်ကျွန်တော်တို့ဒါ Doku ကိုပေးလိုက်တဲ့အလုံးမျိုးတို့လုံးဝတော်တော်ကြီးကိုမိုက်တယ်လို့ပြောလို့ပြရဗျာ Rinders ကကျွန်တော်တို့ Man City တင်းမှာရောက်တာ၁၀ရက်ကျော်ပဲရှိသေးတယ်ဒီ Guardiola ကစားကွက်မှာအရင်နှစ်တည်းကတည်းကကစားခဲ့တဲ့ပုံစံကစားပြတယ်ဒါကျွန်တော်တို့လုံးဝတော်တော်ကြီးကိုအထင်ကြီးသွားစေရဗျာအဲ့တော့တော်တော်ကြီးလေးလဲကောင်းတယ် Man City တင်းမှာ လိုအပ်နေတာဒီလိုကစားရမမျိုးပဲအထူးသဖြင့် Rodri တန်ရရတော်တဲ့အချိန်မျိုးမှာ Rodri နေရာဝင်ကစားနိုင်ရမယ် Rodri ပါလာတဲ့အချိန်မှာဆိုရင်လည်း Rodri နဲ့တွဲဖက်ပြီးတော့ number 8 Ro နေရာမှာကစားနိုင်ရမယ်အဲ့တော့ညာကလည်းအဲ့လိုကစားတော့တယ် Rodri မပါတဲ့အချိန်မှာသူက defensive midfield နေရာမှာကစားတယ် Rodri ဝင်လာတော့ number 8နေရာကိုကစားတယ်အဲ့တော့ကျွန်တော်တို့လိုအပ်နေရလဲဒီလိုကစားရမမျိုးပဲဗျာ ရိုဒရီမရှိလို့မန်စီတင်းအဆင်မပြေဘူးဆိုတာမျိုးကျွန်တော်လည်းမလို့ခြင်းရိုဒရီကမရှိမဖြစ်ဆိုရင်ကစားမျိုးလည်းကျွန်တော်မဖြစ်စေခြင်းအဲ့တော့ဒီနေရာမှာရောက်လာတာဒီလိုကစားမျိုးရောက်လာကျွန်တော်မန်စီတင်းအတွက်တော်တော်ကြီးကိုကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ရိုဒရီနားရမယ့်အချိန်ဆိုရင်လည်းသူကစားမှာဖြစ်တဲ့အတွက်ကျွန်တော်စိတ်ပူစရာမလိုတလို့ရိုဒရီပါမယ်ဆိုရင်လည်းနံပါတ်၈နေရာမှာကောင်းကောင်းကစားနိုင်တဲ့အတွက်ဒီကစားသမားကတော့အဖွင့်လာသွားခဲ့ပြီလို့ပြောလို့ရတယ်အဲ့တော့ ကောင်းပြီလားတကယ်မှန်ကန်တဲ့ခေါ်ယူမှုတစ်ခု ဖြစ်လာပြီလားဆိုတော့အခုပြောဖို့ကတပွဲပဲရှိသေးတော့ကျွန်တော်တို့ပြောဖို့စောနေပါသေးတယ်အဲ့တော့ကစားရမခေါ်ယူမှုကအစဉ်ပြေလားမပြေလားဆိုတာတရားရည်ထဲနဲ့ဆုံးဖြတ်လို့မရဘူးယာရီကုန်တီစောင့်မှရမယ်ဒီခြေစွမ်းကိုတတမတ်ထဲထိမ့်ထိမ့်တွားနိုင်မယ်ဆိုရင်တော့ Riders ကကျွန်တော်တို့ Man City အတင်းမှာ Walkers player တယောက်ဖြစ်မြင်တွေ့ရအောင်ပါပဲအဲ့တော့ကစားရမခြေစွမ်းကိုကောင်းတယ်လို့ဆုံးဖြတ်ချက် ချလို့မရသေးပေမဲ့ Reinders ကတော့ကျွန်တော်တို့ Man City အတွင်းအတွက်အဖွင့်လှထားခဲ့တယ်လို့ကျွန်တော်တို့လိုအပ်နေတဲ့ကစားမျိုးမျိုးဖြစ်တယ်ဆိုတာတော့ဒီကြောက်ပြောနိုင်ကြပြီလို့ပြောလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုတဘောကြရဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်ဗျ